ဟုတ်ကဲ့ပါခင်ဗျာဒါတော့တကယ်အရေးကြီးတဲ့တဲ့တင်ပေါ့နော်အရေးကြီးတဲ့ဗီဒီယိုလေးပါဦးဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံကအကြီးဆုံးစေဖြစ်တဲ့ဒီပူမှုီဘောစေကြီးကတော့ဒီဟာတော်တော်ပြည့်နေပါပြီသူကရေရတရားရကန်တော့ခန္ဓာကြီးအားရှိတဲ့ဆိုရင်သူက69တသမာ5လေးရကန်တော့အထီကိုရေရရောက်ရှိနေပါပြီတကယ်လို့မိုးရဖျက်ရခဲ့မဲ့ဆိုရင်သူ့ရဲ့ရေကတာခန္ဓာအားကတိကျကန်တော့မရှိတော့ပါဘူးဒီလိုမျိုးတာဖြစ်လို့ရှိရင်သူကတရက်ကို ေကာလံပေါင်း55တန်လောင်လွတ်ချမှအစဉ်ပြီးမှာပါတကယ်လို့ဒီလောက်ရည်ရည်အမြိုင်းလွတ်ချခဲ့ပါလေဖြစ်လာနိုင်လေသူရဲ့ရည်လွတ်မဲ့လမ်းကြောင်းတွေဒီတူးမြောင်းတွေရပါဘောနော်ဒီလောက်ရည်ရည်အမြိုင်းလွတ်လို့အစဉ်ပြေပါမလားဘောနော်ဒီတူးမြောင်းတွေရမိပါမလားဘောနောက်ဆုံးဒီရည်တွေကကြောက်ဖျားမိတဲ့အကုန်လုံးစီးဝင်သွားမှာဖြစ်ပါတယ်လူမျိုးစီးဝင်သွားလို့ရှိရင်ဒီကြောက်ဖျားမြင့်မှနေတဲ့လူတွေအတွက် ပါတီဖြစ်လာနိုင်လဲဆိုတော့စဉ်းစားကြရတယ်ရှိပါတယ်။သူတို့ဒီလောက်ကြီးတွေညာကြီးတော့မတို့ချရသေးပဲနဲ့အယူထရရဲ့အန်ထောင်ရဲ့ထိုင်းနာရဲ့နခေါ်စီထရရဲ့အဲ့ဒီမှာပေါ့နော်။ကြီးတွေအကုန်လုံးကြီးနေပါပြီ။တကယ်လို့ဒါဒီလိုမျိုးကြီးတွေအများကြီးတို့ချခဲ့ရင်ပေါ့နော်။ပါတီဖြစ်လာနိုင်မလဲ။နောက်ပြီးတော့ဒီကြီးတွေကောင်လောက်ကကြောက်ဖျားမြင့်တယ်ဟိုတိဝင်းမှာဖြစ်တဲ့တော့ဒီကြောက်ဖျားမြင့်တစ်ချောင်းမှာ နေတဲ့ဒီကြက်ပြန်မြင်တဲ့နီးတဲ့အိမ်တော်စုတွေလူတွေဘယ်လိုမျိုးတွေဖြစ်လာနိုင်မလဲဆိုတာတွေးစရာတွေအများကြီးရှိပါတယ်တကယ်လို့လားမိုးကဆက်ရွာခဲ့လို့ရှိရင်သူတို့ကရေလွှတ်ချမှာပါလွှတ်ချခဲ့ရင်တော့အဲနောက်ဆက်တဲ့ပြဿနာတွေအများကြီးရှိနေပါတယ်ဒါကြောင့်ထို့ကြတော့မကြုံဘူးသေးတော့တိတ်ပြီးတော့အလေးမထားကြပါဘူးတကယ်ဆိုရင်တော့အဲ့လိုမျိုးပေါ်ပေါ်ဆဆမနေဘူးကျွန်တော်ကတော့ပြောခြင်းပါတယ်တကယ်လေးလေးနက်နက်ထားသိခြင်းပါတယ် တကယ်ရည်ကြီးကြနော်မတွေ့ဘူးတေးလို့မတွေ့ဘူးတေးလို့ဆိုတော့ကိုကိုယ်တိုင်မကြုံဘူးတေးလို့ဖြစ်မှာပါတကယ်တောက်မှုကောင်းပါလေရည်ကြီးကဆက်ချင်းရောရည်ရမျက်စိရှိတယ်ပေါ့နော်ရှင်မျက်စိရနေပြီးတော့ရင်စိုးအရင်လူတရလောက်ရှိကိုမိနစ်ပိုင်းလေးနဲ့ရည်တွေရောက်ထလာတာပါဒါကြောင့်ရည်ပေးရလဲတကယ်တောက်မှုကောင်းပါလေခင်ဗျအားကြောင့်မို့ဒီရှေးဗီဒီယိုဒီမှာလဲပြောခဲ့ပူရတယ်ကိုရဲ့စာရွက်စာတမ်းလေးပတ်စဖို့တွေကိုရဲ့တမူကြီးရဲ့ပစ္စည်းတွေကို ်ရေဆူခံအောင်ဒီမဆူအောင်ပေါ့နော်အသင်တင်ပေါ့နော်ထုတ်ပူထားပါတကယ်ဖြစ်လာတဲ့ခါကျအဲ့ဒီအထုတ်လေးယူပြီးလွင်လင်းတကူသွားလို့ရအောင်ပြင်ဆင်ထားပါလို့ပြောချင်ပါတယ်ခင်ဗျာဒီလိုမျိုးကြီးမဖြစ်ပါစေနဲ့လို့တော့ထူထောင်ပေးပါတယ်တို့တော့ဖြစ်လာခဲ့တဲ့ဒီတော့တို့တည်းကကွယ်လို့ရလို့ပြောချင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအားလုံးပဲဒီလိုမျိုးဘေးဆိုးကြီးရမှာကျွေးကြပါလို့ထူထောင်ပေးလိုက်ပါတယ်